စာဒီမေးခွန်းလေးဖြေပေးမှာပေါ့နော်ဒီမေးခွန်းလေးကသူကဘာအောင်မေးထားလဲဆိုတော့အခုစာပြောတာကလည်းဇယိတမားဇယိတမားတရားမှာရှိရမယ်စပီးဆိုတဲ့ကဖြေဗီဒီယိုအောက်မှာသူကမေးထားတာပေါ့နော်ဒီဇိုင်းတကယ်တော့ဒီဇိုင်းဆွဲတက်ရမယ်ဆိုတာကဇာဘာပြောတာလေဆိုတော့ Photoshop ကိုပြောတာပေါ့နော်ဒီ Photoshop ရဲ့အခြေခံကိုတိထားရမယ်အဲ Photoshop ကိုနည်းနည်းပါးပါးတုံးတက်ရမယ်လို့ပြောချင်တာဥပမာ customer တယောက်ကကိုယ်စီမှာအဲ့ဒီလေရိုက်တယ်တဲ့စိတ်လေရိုက်တယ်ရိုက်တဲ့အခါမှာကိုယ်ဒီ ဒါဒီကိုက customer design နဲ့ customer design နဲ့ရိုက်မယ်ပဲမယ်ဆိုရင်ကိုက design ကိုအရင်ဆုံးအကျဉ်းပြပေးရတာပေါ့နော်အဲ့လိုအကျဉ်းပြဖို့အတွက်ကသူတို့ဒီ engine အပေါ်မှာကိုရိုက်မယ် engine အထည်တုပ်ပတ်ပေါ့နော်ကိုရိုက်မယ်ခွက်ပဲဖြစ်ဖြစ်ကိုရိုက်မယ်ပစ္စည်းအပေါ်မှာကိုကနမူနာစမ်းပြီးတော့ပုံလေးတွေစမ်းပြီးတော့အရင်ဆုံးလုပ်ပြရတာပေါ့နော်အဲ့ဒါကိုသူတို့ design ဆွဲတက်ရမလို့ပြောတာအဓိက Photoshop ကိုအခြေခံလေးတွေတော့တည်ထားရမယ်လို့ပြောချင်တာပေါ့နော်အဲ့ဒါလေးတည်ထားမှပဲသူတို့ design လေးတွေအကျဉ်းဆွဲပြရတာ စံလေးတွေအစံလုံးပြရတာဆိုတော့လက်ရိုက်ပဲပြီးဆက်ရရပြီးအဓိကတော့ဆိုတော့ဒီပုံလေးတွေကိုတော့အကျဉ်းလုပ်ပြရတာပေါ့နော်အဲ့လိုအကျဉ်းလုပ်ပြီးအတွားကြတော့ဆိုတော့ဒီဒီဇိုင်းဘိုင်းကိုနည်းနည်းပပအခြေခံလေးတိထားဖို့လိုတယ်အရင်ကျွတ်ကျွန်းကျင်ဖြစ်ရမယ်လို့တော့ပြောတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခြေခံလေးတွေကိုတော့တိထားရမယ်လို့ပြောချင်တာပေါ့နော်โอเคဒီနေ့ဒါလေးဖြည့်ပေးလိုက်ပြီဒီနေ့ဒါလေးကိုဖြည့်ပေးလိုက်ပြီပေါ့နော်ဒါဒီနေ့ကြားစီမှာဒါကတော့ DF နေနေလုပ်ပြီးတယ်။ DF submission ရပေါ့နော် အမှမှာကိုဒီအထည်အင်ဂျီပဲဖြစ်ဖြစ်အဲတောက်ပတ်ပဲဖြစ်ဖြစ်အဓိကအနည်းဆုံးနေဆိုတော့ငါအင်ဂျီဆိုရင်ငါးတရာနေစပြီးတော့ဒီမှာရိုက်လို့ရတယ်စသည်အဲကိုပိုင်ဒီဇိုင်းနဲ့ရိုက်ပြီးတာမဟုတ်ဘူးကတ်စတမဒီဇိုင်းနဲ့ရုပ်ပြီးတာဥမာအင်ဂျီယူနီဖောင်းနေလားဥမာစတက်တွေအတွက်လားဝန်ထမ်းတွေအတွက်လားအမျိုးမျိုးရိုက်လို့ရတယ်ဒါပေမဲ့စားဒီလက်ရက်ကိုမရိုက်ဘူးလက်ရက်ကိုအော်ဒါလက်မခံမိဘူးအာဒီဒီရဲ့ဆပ်ပလီမေးရှင်းကိုနှစ်ခုပဲရိုက်ပြီးတာပေါ့နော်ဟေးကျေးဇူးတင်ပါတယ် တော့တိချင်တဲ့မိကုံးလေးရှိရင်လည်းမေးထားလို့ရတယ်ပေါ့နော် comment အောင်မှာစတဲ့တတ်နိုင်တဲ့လောက်လေးအားတဲ့အချိန်လေးကိုဖြည့်ပေးထားမယ်ပေါ့နော်အခုလိုမေးပြီးတဲ့အတွက်လည်းကျေးဇူးများရင်တင်ပါတယ်ကျေးဇူးတင်ပါတယ်